်မခင်မိတဲ့အရှင်မတယောက်လေခင်မိတဲ့အရှင်မဆိုတော့ဇီဘာရတစ်ဖက်အိမ်မှုကိစ္စတစ်ဖက်နဲ့ပေါ့ဒါပေမဲ့မိသားစုစုံတဲ့ရက်တွေမှာဆိုလို့ရှိရင်အိမ်မှာဖွဖွဲရချက်စားလေးရှိပေမဲ့ဖေရဟိုမကြိုက်ဘူးတမီးရတရားမကြိုက်ဘူးနဲ့တာဖားမြောင်ဂျာဘာချက်မယ်ဆိုပြီးအမြဲတမ်းကောင်းစားနေရယောက်ျားလည်းအမျိုးသားလို့တပါပါအတောက်စားလေးတော့နည်းနည်းပါပါချင်တာပေါ့လေဒါပေမဲ့ကျမလုံးဝခံမှုစရတဲ့နေ့တနေ့တော့ရှိတယ်အဲ့ဒါ ျမတို့မိသားစုအပြင်မှာသွားစားရရလေးပေါ့ကျမတို့မိသားစုသွားစားပြတာစီဘူးစီတီဟော့ပေါ်ဆိုင်ကြီးမှာလေတမီးဒီပစုံမျိုးတွေကလေတပိတ်တောင်၅တောင်ကျော်၆တောင်ရှိရဲမမေဒါအိမ်မှာမဟုတ်ဘူးနော်ဟမ်အေးပါမမေသွားလို့ ဒီဆယ်မွန်နေရလေခုခက်စင်းနေဆိုတကီးချူစင်းမနေဘူးမမေဒါအိမ်မှာမဟုတ်ဘူးနော်စစ်ဘူးစီတီရောက်နေအေးပါသမီးကျင့်ပါသွားလို့ပါတလေရှင်ဘီယောဘယ်နှခွတောင်တောက်နေမှာတော့ဘီယာတစ်ခွဘလောက်ရှိလဲဆိုတော့ရှင်တိရနော်မိမဒီ seafood city မှာလေကြိုက်တလောက်တောက်လို့ရတယ် free flow ပေးထားတာတပြားမှထပ်ပေးစရာမလိုဟုတ်လားအဲ့ဆိုလေတပ်တပ် ရှောက်ကြကျမလေးဟိုမှာအကင်တွေတွေ့ခဲ့ရတော့ကင်တော့မကင်တော့အစိမ့်နေအာစားလို့ရလားမေးကြည့်ပါလားဟိုဟာဘီယာလေးနဲ့ညီရအောင်လို့လေဟိုဟာယူတော့ယူခဲ့ပြီဘာမိမရဲ့ကိုစိတ်ကြိုက်လေးစားကျင်တဲ့ဟာရွေးထည့်ပြီသူတို့ပေးခဲ့ရုံပဲပြင်သူတို့ကလာပို့ပေးလိမ့်မယ်ဟာလားအော်ပြောရဆိုင်ရတာရောက်လာပြီညံသားပဲမမေဘာမှယူမလာဘူးလားဒီမှာခင်းဟာတွေအကောင်လုံးစားလို့ရရဲ့မမေဟုတ်လားတန်လိုက်တာနော်ဒါပေါ့စိတ်ကြိုက်ရွေးပြီးစားလို့ရတယ်ဟုတ်လားအမလေးသမီးလေးရဲ့ ခင်းထားတာတွေကလေမမေ့ရုံကနေဖိုင်တွေထထောင်များသေးရဲ့ကောင်းတာတွေကလေစုံပလုံစီးလို့မျက်စိရောင်မှုလဲဘာရွေးလို့ရွေးရမှန်းဦးမသိဘူးဟိုမမီးလေးပဲတောက်ရိပ်လိုက်တော့နော်စားဖို့မမေကတော့လောက်ပြီလောက်တယ်အများကြီးလောက်တော့ကြာတော့မမူစီးဖူစီတွေရောက်လာပြီမီနူးတွေရေးပြီမူရတယ်ဂျောလရှိရီဟော့ပေါ့အက်စပီရီယန့်